အားလုံးပဲမင်္ဂလာပါခင်ဗျာမြစ်တန်လင် channel မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာတတရေးသားထားတဲ့ငကြောက်ဖားကူလိုအမည်ရတဲ့ပရလောကဇလန်ကောင်တစ်ပုဒ်ကိုတင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ဇလန်လေးမစတင်ခင်မှာကျွန်တော်တို့ရဲ့မြစ်တန်လင် channel လေးကို like and subscribe လို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုခန့်မယ်ဖြစ်ပါတယ် နာမည်ကိုကျုပ်တို့တနေလုံးကမကြားဘူးတဲ့သူပဲရှိလိမ့်မယ်တုံး။ငကြောက်ဖားကူနဲ့ပတ်သက်တဲ့တဲ့ရင်တွေကတော့မကြမကြထွက်စမြဲပဲပြို့။ငကြောက်ဖားကူဆိုတာအလေရိုးကြီးအပေါ်မှာလူအယောက်ပေါက်အတော်နေတဲ့နေရာပေါ့ဗျာ။ဝါခုတ်တဲ့သူတွေကတော့တစ်ခါတစ်ခါစော့မိသွားကြတယ်။ဒါလည်းတခြားနေရာမှာဝါရှာမှာသွားတာပါ။တခြားဘက်မှာဝါပေါ်နေလို့ကတော့အဲ့ဒီဘက်ကိုသွားဖို့ဝေးသားလာဗျာ။လူအယောက်ပေါက်ကတိတ်မရှိတော့လေတစ်ဝါတွေကလွတ်ပေါ်တော့တာပေါ့ဗျာ။အေးနေပါဦး။ကျောပါကတော့ငငယ်ရတခါရောက်ဘူးတယ်ပြောတယ်။ ငကြောက်ဖားကူဘက်မှာဝါခုတ်ဖို့တွားကြရတယ်ဗျ။ဒါပေမဲ့အဲ့ဒီကူကြီးနားလဲရောက်ရောထူးဆန်းတဲ့အတန်ကြီးကကူတွေကနေထွက်လာရောတယ်ဗျ။ဘလို့တတဝါမျိုးကအွန်လိုင်းမှန်းတော့မသိဘူးလေဗျာ။အဘားတို့ဖွဲ့လဲဓာရီထမ်းပြီးတောင်မိုးကနေပြေးဆင်းလာကြတာဆိုပဲ။နောက်လဲအဲ့ဒီဘက်ကိုတကားမှမသွားတော့ဘူးလေဗျ။တချို့ကပြောတာတော့ကြောက်ဖားကူကြီးထဲမှာဘလူးကြီးတကောင်ကနေရတယ်ဗျ။တော်ရင်မှာတမင်တရေတွေကိုမကြမကြထွက်ပိုင်နေဆိုပဲ။အဲ့ဒီဘလူးကလူနှပြန်စားတော့အရေးကြီးရှိပြီးလူသုံးကိုစားတော့ကိုလုံးကြီးရှိရဲဆိုပဲ။ စပင်လာအမွေးလာတော့မပြောတတ်ဘူးတဲ့တကူလုံးကိုဖုံးနေတာတည်းဗျမျက်လုံးကြီးတစ်လုံးကိုဟင်းတော့ပကံလောင်ရှိရဆိုပဲနေရဲနေတာတည်းဗျတမင်တရေတွေကိုဖမ်းရမှာလဲနောက်ကနေလိုက်ဖမ်းနေရတာမျိုးမဟုတ်ဘူးတည်းဗျစိတ်ညို့တယ်လို့ညှို့ခေါ်လိုက်တာဆိုပဲအဲ့ဒီတော့ကောင်ကဘာမှမသိတော့တယ်လို့ဖြစ်သွားပြီးတော့ဘလူးကြီးစီကိုတန်းသွားတော့တာဆိုပဲဒီတော့မှဘလူးကတမင်တွေတရေတွေကြီးတွေကိုနှစ်ကောင်တော့ပခုံးမှာထမ်းပြီးတော့တောင်ပေါ်တက်သွားတာတည်းဗျသူ့ဂူကြီးတွေကိုဘလုံးဝင်သွားမှန်းကိုမသိရတယ်ဗျို့ တောကြီးထဲမှာပျောက်သွားတာပဲမြင်ကြရတာလေဗျတချို့ကပြောတော့လေအဲ့ဒီဘလူးကြီးရဲ့နာမည်ကငကြောက်ဖားလို့ခေါ်တယ်လို့လို့ဂူကြီးနာမည်ကပဲကြောက်ဖားယောက်ကြီးလို့ရှိလို့ငကြောက်ဖားကူလို့ခေါ်တယ်လို့ပြောကြတာဗျတကယ်တော့ငကြောက်ဖားဆိုတာကူနာမည်လားဘလူးနာမည်လားဆိုတာဘသူမှတည်တည်ချာချာမသိဘူးဗျဒါပေမဲ့လူဆိုတာတည်တည်ချာချာမသိရအောင်ပို့ပြီးကြောက်တတ်တဲ့သဘောရှိကြအောင်ဗျငကြောက်ဖားကူရဲ့ဇလန်းတွေဟာကျုပ်တို့နေရာခလေးတွေရဲ့အိပ်ယာဝင်ပုံမြင်တွေဖြစ်ခဲ့တာပေါ့ဗျာကျုပ်စိတ်ထင်တော့ငကြောက်ဖားပုံမြင်တွေဟာတော်တော်များများ ကျုပ်တို့နေသားတွေဖန်တီးထားတာတွေဖြစ်မှာပါဗျာ။ဘာဖြစ်လို့တော့ဆိုတော့ငကြောက်ပါးကူကြီးနဲ့ပတ်သက်တဲ့ပုံမြင်တွေကပြောရတာရိုးလာမှာကိုဗျာ။ဒီတော့လေပုံပြောကောင်းတဲ့အဖိုးအဖွားတွေကပုံမြင်အစ်တတွေကိုဖန်တီးရတာနေမှာပေါ့ဗျာ။အဲတင်ကြတာတခုကတော့ရှိတယ်ဗျာ။ကျုပ်တို့နေရာကလေးမှန်သမျှကျုပ်လည်းပါတာပေါ့ဗျာ။ငငယ်တော့ဆိုရင်ငကြောက်ပါးကိုမကြောက်တဲ့ကလေးတယောက်မှမရှိတာဗျို။ဟဲ့အိတ်စန်းငကြောက်ပါးလာလိမ့်မယ်။အဲ့လိုပြောလိုက်တဲ့ဆိုရင်မီးခဲကိုရေလောင်းပြီးညှိနှိုင်းလိုက်လို့ညှိနှိုင်းသွားတာဗျို။ ကလေးတွေပြောမရအောင်စော့နေရင်လည်းဒီတိုင်းပဲဗျ။ဟဲ့တိတ်ကြစမ်းဒီကလေးတွေမကြောက်ဖားလာပြီထင်တယ်ခြေတန်ကြီးကြားနေရတယ်။ဟောကြားနေရပြီ။အဲ့လိုခြောက်လိုက်ရင်ကလေးတွေလန့်သွားပြီးတော့ငေါတုတ်ကလေးတွေထိုင်ပြီးငြိမ်သွားရောပြု။ကျုပ်တို့နေတွေမှာငကြောက်ဖားပုံမြင်တွေကိုပြောလာခဲ့တာနှစ်ပေါင်းဘလောက်ရှိပြီလဲဆိုတာဘယ်သူမှမသိနိုင်ဘူးဗျ။ကျုပ်ဘပြောတာတော့သူတို့ဘတွေငငယ်ကလေးကငကြောက်ဖားကိုကြောက်ကြတယ်ဆိုပဲဗျ။ငကြောက်ဖားပုံမြင်နေဇလန်းနဲ့အများကြီးရှိတဲ့ထဲမှာကြောက်ရင်ထဲမှာစွဲနေတဲ့ငကြောက်ဖားဇလန်းလေးတစ်ပုဒ်ကရှိရဲ့ဗျ။ ဒါလည်းကျုပ်တို့နယ်မှာလူတိုင်းသိတဲ့ဇလားမော်ဗျာနှစ်ပေါင်းဘလောက်တည်းကစပြီးတော့ပြောခဲ့တာလေတော့ကျုပ်လည်းမသိဘူးပေါ့ဗျာခမည်းတော်ကျုပ်ပြန်ပြောပြပါမယ်တည်တည်ချာချာတော့နားထောင်ကြည့်ပေါ့ဗျာဘယင်ကြီးတပားရဲ့လက်ထပ်တော်တယ်ဗျဘယ်ဘယင်မန်းတော့ဘသူမှမသိဘူးဗျအဲ့ဒီဘယင်မှာတားတော်နှစ်ပါးရှိတယ်တဲ့တားတော်ကြီးကထုံးစံအတိုင်းအင်ရှိစံဥပယာသာပေါ့ဗျာတားတော်ငယ်ကတော့တာမန်မင်းသားပေါ့အဲ့ဒီတားတော်ငယ်ကကလေးဘွားတွေကလောဘဒေါသတွေလွတ်ကြည့်ရဆိုပဲ။ ီဘီရင်ကြီးစံနန်းနဲ့နန်းတော်ကြီးဟာသူ့လက်ထက်မှာသူကိုယ်တိုင်တိဆောက်တာတော့မဟုတ်ဘူးလေဗျ။သူ့အဖေဘီရင်ကြီးတိဆောက်ထားတာလေ။အတော်လှပြီးတော့အတော်အကွက်ကြတာဆိုပဲ။ဘီရင်ကြီးရဲ့ကိုရံတော်တမိုးကြီးမှာသားလေးတယောက်ရှိရတယ်ဗျ။နာမည်ကမောင်မုံလို့ခေါ်တယ်။ထူးခြားတာတကူကအဲ့ဒီတမိုးကြီးရဲ့သားလေးကိုနန်းတော်တွေကိုတခါခေါ်ခဲ့ဘူးတဲ့။ဘီရင်ကြီးကအဲ့ဒီမောင်မုံလေးကိုမြင်မြင်ချင်းကိုချစ်တာတယ်ဗျ။ကလေးကိုမောင်မုံလို့တော့မခေါ်ဘူးတဲ့။ချစ်စနုံးနဲ့ကြောက်ဖားလေးလို့ခေါ်တယ်ဆိုပဲ။ ဘရင်နန်းတော်ဆိုတာဝิญဉ်တိုင်းဝင်လို့ရတာမှမဟုတ်တာဘရင်ကိုယ်တိုင်ဝင်ခွင့်ပြုမှဝင်ရတာလေဗျာတမူးကြီးရဲ့သားကလေးကိုဘရင်ကြီးကညီလာကမှတရားဝင်နန်းတော်တွေကိုဝင်စီထွက်စီဝင်ခွင့်ပေးတော်မူတဲ့ပြုခလေးမလာတာကြရင်လဲသူကတတိရတယ်ဆိုပဲဟဲ့တမူးကြီးရဲ့ငါသားငကြောက်ဖားလေးကိုခေါ်ခဲ့ပါအောင်ဟဲ့အဲ့လိုမာတတ်တဲ့ဒီအခါတမူးကြီးကခေါ်ခေါ်လာရတဲ့ဘရင်ကြီးကဒီကလေးကိုဘလို့ကြောင့်ဒီလောက်ချက်မှမသိဘူးတဲ့ပြုပွဲတော်ကြကိုတောင်စားခွင့်ပြုတယ်ဆိုပဲ။ ဒီလိုနေလာရင်းနဲ့ဘယင်ကြီးလဲတတ်တော်ကြီးလားတားတော်ကြီးတားတော်ငယ်နဲ့ငကြောက်ဖားကိုလည်းသူ့တားတော်ကြီးနဲ့အတူတူဓာခုတ်လန့်ထိုးစတဲ့ပညာတွေအပြင်စစ်အင်ကအခင်းချင်းတွေကိုပါအတူတူသင်စေတာတည်းဗျငကြောက်ဖားကလည်းကြီးလာတော့တတ်တည်လဲကောင်းဓာခုတ်လန့်ထိုးစင်စီမြင်းစီမှစလို့ကျွမ်းကျင်ရုံနဲ့မဟုတ်ပဲအတော်ထူးချင်တာဆိုပဲဗျငကြောက်ဖားရဲ့ဖခင်တတ်မှုကြီးကအသက်လည်းကြီးလာယောဂဘရလည်းဆွဲကပ်လီတော့ကွယ်လွန်သွားရောဆိုပဲဗျဒီမှာရင်ဘယင်ကြီးကငကြောက်ဖားကိုကိုရံတော်တတ်မှတတ်မှုလေးခန့်ကျင်တယ် တားတော်နှစ်ပါးနဲ့ဒီကိစ္စကိုတိုင်ပြီးတော့တားတော်ငယ်ကဘယင်ကြီးကိုရှောက်တင်တဲ့ဖခင်မဲတော်ဖရာ မကြောက်ဖားတားခုတ်လန်ထိုးတာမကပဲစစ်ချီစစ်တက်စစ်ခင်းတဲ့အတက်မှာသူမတူအောင်ကျွမ်းကျင်လာပါတယ်ဖရာမကြောက်ဖားလိုလူတယောက်ကိုနန်းတော်ရဲ့ကိုရံတော်တက်မှာထားလိုက်ရင်အလုံးကိုနှစ်မျိုးဖို့ကောင်းလာပါတယ်ဖရာဒါပြင်တားတော်နှစ်ပါးဝန်းရံထားတဲ့ဖခင်မဲတော်မှာဘလို့ရံမျိုးမှမရှိနိုင်ပါဘူးဖရာဒါကြောင့်ငကြောက်ဖားကိုတားတော်ရဲ့တက်မှာတတ်မှုခတ်မရစေဖရာ တားတော်တို့မှာတိုင်းသမားရဲ့ချင်းချောက်မှုလည်းမကြမကြပေါ်နေတော့ငကြောက်ဖားလိုလူကိုတားတော်အားပြုခြင်းလိုပါဖေဟာအဲ့လိုလျှောက်တဲ့ရေဗျဘယင်ကြီးရောနောင်တော်အင်းရှိမင်းသားကရောတားတော်ငယ်လျှောက်တင်တာတဘာဝကြလာပေးတယ်ဆိုပြီးငကြောက်ဖားကိုတားတော်ငယ်ရဲ့တက်မှာတက်မှုခန့်မှုခွင့်ပြုလိုက်တယ်ဗျငကြောက်ဖားတို့တိုင်းမျိုးတို့တချို့တိုင်းမျိုးတွေကကျူးကျော်ရန်စားတာတွေကိုတားတော်နှစ်ပါးနဲ့ငကြောက်ဖားတို့ကစစ်ကြောင်းတစ်ကြောင်းစီနဲ့ခံတိုက်ကြတာတိုက်ပွဲတိုင်းနိုင်ကြတဲ့ရေဗျဒီမှာရင်တားတော်ငယ်ဟာမာမာနာတွေတက်လာရောတယ်ဗျို့ ငကြောက်ဖားလိုလူတယောက်သူ့ဘက်မှာသာရှိရင်ဘာမှဆိုသူယင်ဆိုင်နိုင်ပြီလို့ထင်လာရောတဲ့ဗျငကြောက်ဖားကိုလည်းသူ့လူရင်ဖြစ်အောင်မွေးတော်တာတဲ့ဗျို့ငကြောက်ဖားလိုတည်းမြဘာမှဆိုရစီတာတဲ့ဗျဒီလိုနဲ့ငကြောက်ဖားသားတော်ငယ်ရဲ့ကျုံယုံလူရင်ဖြစ်တော်တာပေါ့ဗျာသားတော်ငယ်ကကိစ္စတစ်ခုကိုကြိုက်ပြီးကြံစီတယ်တဲ့ဗျငကြောက်ဖားကတော့အတိမပေးဘူးဆိုပဲအာလုံးစီမံလို့ပြီးမှငကြောက်ဖားကိုတစ္ဆာရိုက်တိုက်ပြီးချိန်ခန်းတဲ့ဗျို့ကျုံငကြောက်ဖားဟာကိုရော်လေးရဲ့တစ္ဆာကိုခံယူပါတယ်ဒီတစ္ဆာကိုချိုးပေါက်ခဲ့ပါက အသေးစိုးနဲ့တေးရပါသေး။တေးပြီးတဲ့နောက်မှာလည်းလူပြည်လူရွာပြန်မလာရပဲဘလူးတပတ်ကြီးဘဝနဲ့နှစ်ပေါင်းများစွာတေးရမကခံရပါသေးတာ။တစ္ဆာရေတောက်ပြီးသုံးလေးလကြာတော့မှတားတော်ငယ်ကသူကြိတ်ကြံထားတဲ့အစီအမံကိုမကြောက်ဖောက်ဖွင့်ပြောပြတော့လွန်သွားပြီပေါ့ဗျာ။မကြောက်ဖောက်ကိုတော်လေးရဲ့တစ္ဆာရေကိုတောက်ခဲ့ပြီးပြီလေ။တားတော်ငယ်ရဲ့အကြံစီကခမဲတော်နဲ့နောင်တော်ကိုပုံကန်တိုက်ခိုက်ပြီးတော့လောက်ချံတက်ဖြတ်ဖို့နဲ့ဌီးနှံကိုတိမ့်ပိုက်ဖို့တယ်ဗျ။အဲ့ဒီအကြံစီမှာငကြောက်ဖားရဲ့တောင်းဝန်ကဘရင်ကြီးကိုနန်းတော်ထဲဝင်ပြီးလောက်ချံဖို့နဲ့ ဘယင်ကြီးကင်နဲ့တန်လျက်နဲ့မင်းမြောက်တစားတွေတိမ့်ပိုက်ဖို့ဗျ။တားတော်ငယ်ကတော့နန်းတော်ရဲ့ကိုရံတော်တက်တွေကိုတိုက်ခိုက်မယ်ပေါ့ဗျာ။သူ့မှာငကြောက်ဖားလို့တစ္ဆာကန်တက်တာလူတော်တွေတကြိတ်ရှိရတယ်ဗျ။အဲ့ဒီလူစွမ်းကောင်းတစ်ကြိတ်နဲ့နန်းရိတ်ထီးဖြူကိုလူယူဖို့ကြံစီတာပေါ့ဗျာ။နန်းတော်ကိုတိမ့်ပိုက်ပြီးတော့မှနောင်တော်ကိုလက်ရဖမ်းပြီးတော့တုတ်တင်မို့တယ်ဗျ။ဖခင်အရင်တရားကိုသူ့လက်နဲ့တတ်ဖို့ဆိုတာမဖြစ်သင့်လို့အဲ့ဒီတာဝန်ကိုငကြောက်ဖားကိုလွှဲအပ်တာတယ်ဗျ။တတ်မှတ်ထားတဲ့အချိန်မှာနန်းရိတ်ထီးဖြူလူယူတဲ့ပွဲကြီးကစတော့တာပေါ့ဗျာ။ ဘရင်မင်းမြတ်ရဲ့နန်းတော်ကြီးထဲမှာတားတော်ငယ်ရဲ့လက်ရွေးစင်တက်တွေနဲ့ခုတ်ချထစ်ကြတော့တာပေါ့ဗျာငကြောက်ဖားကငကိုအစီစဉ်တိုင်းနန်းတော်တဲကိုထိုးဖောက်ဝင်သွားတယ်ကိုရန်တော်တက်တွေကငကြောက်ဖားရဲ့နောက်ကိုလိုက်မယ်လို့မှာတားတော်ငယ်ရဲ့လက်ရွေးစင်တက်ကကာပြီးတိုက်ထားတာပေါ့ဗျာခုတ်တန်တွေအော်တန်တွေလဲပြိုကြတဲ့အတန်တွေနန်းရင်ပြင်းကြီးထဲမှာအဆူညာနေတော့တာပေါ့ဗျာငကြောက်ဖားကမင်းကြီးရဲ့အိတ်ဆောင်ထဲကိုဓာကြီးဝင့်ပြီးပြေးဝင်လာတော့မင်းကြီးကငကြောက်ဖားကိုမြင်သွားပြီးအံ့ဩသွားတာပေါ့ဗျာဒါပေမဲ့အချိန်တွေကိုချက်ချင်းသဘောပေါက်သွားတဲ့လေပြော ။အော်ငါကိုတော့ချစ်ခင်ခဲ့ရတဲ့ကြောက်ဖားလေးကငါ့ကိုလှုပ်ကြံတော့မှာပါလား။မင်းကြီးပြောလိုက်တော့ဒီအတန်ကိုကြားလိုက်တော့ငါကြောက်ဖားဘာလို့ရမှန်းမသိတော့ပဲမြောက်ထားရတဲ့အောက်ပြန်ချလိုက်ပြီ။အရှင်မင်းမြတ်ငါကြောက်ဖားနားမလဲပါမလဲနဲ့ကိုတော်လေးရဲ့တစ္ဆာတွေစူးစားလို့ပါဖေဟာ။အော်အော်ဒါကြောင့်ကိုကဲဒါဆိုရင်လည်းတတ်ဖို့ကြောက်ဖားလေးရဲ့မင်းကြီးကပြောပြောဆိုဆိုနဲ့ဇက်စင်းပေးတယ်လေဗျ။ ီမှာတဲ့ငကြောက်ဖားရဲ့မျက်လုံးအိမ်တွေကမျက်ရည်တွေပားပြင်ပေါ်တတူနေစည်းကြလာပြီမင်းကြီးအချိန်မရှိတော့ဘူးအခုချက်ချင်းကြွားပါဖေးရအဲ့လိုမင်းကြီးကိုရှောက်လိုက်ပြီးတော့မင်းကြီးရဲ့လက်တွေကိုဆွဲခေါ်ခဲ့တယ်ပြီးတော့နန်းဆောင်တစ်ခုထဲကိုပြေးဝင်ပြီးဘသူမှမသိနိုင်တဲ့လျှို့ဝှက်တကာကိုဖွင့်လိုက်တယ်ဟာကြောက်ဖားလေးဒီနေရာမှာလျှို့ဝှက်တကာရှိတာငါကိုတော့တော့မသိခဲ့ပါလားမင်းတောင်ဘယ်လိုလုပ်ပြီးသိနေတာတော့ကျွန်တော်မျိုးရဲ့ဖခင်မသိခင်ကပြသွားခဲ့တာပါဖေးရ မင်းကြီးရဲ့အသက်အန္တရာယ်ကြုံလာတဲ့အခါမှာဒီလျှို့ဝှက်တကာကယ်ထုတ်သွားဖို့မှားခဲ့ပါတယ်ဖေဟာကြွတော်မူပါဖေဟာတကားကိုတည်တည်ကြည်ကြာပြန်ပိတ်လိုက်ပြီးတော့မြေတိုက်လေကားကိုဆင်းနေအတင်းရှိတဲ့မိတိုင်ကိုမိထုံပြီးတော့လှိုင်ကောင်းလန်းအတိုင်းမင်းကြီးကိုငကြောက်ဖခေါ်ထုတ်လာခဲ့တယ်အဲ့ဒီလှိုင်ကောင်းဆုံးရင်မြောက်ဘက်ဥယျာဉ်တော်တွေကမင်းကြီးရဲ့ပင်မကွယ်ရံတော်တက်ကြီးတွေကိုရောက်သွားမယ်တဲ့ဗျလှိုင်ကောင်းဆုံးတော့မြောက်ဘက်ဥယျာဉ်ရဲ့မင်းကြီးစံနှန်းဆောင်တွေကိုရောက်သွားတယ်မင်းကြီးကအံ့ဩလုံးလုံးနဲ့ဒီတော့မှမမျှော်လင့်မဲစံနှန်းဆောင်တွေကိုရောက်နေတဲ့ဘယင်ကြီးကိုတွေ့တော့မှ ကိုရံတော်တမူးတွေကအံ့ဩပြီးပြေးလာကြတယ်။မင်းကြီးကချက်ချင်းအမိန်ပေးပြီးတားတော်ကြီးကိုအကြောင်းကြားခိုင်းတယ်။မကြောက်ဖားကတော့မင်းကြီးကိုရှစ်ခိုးပြီးတော့ဥယျာဉ်ကြီးတွေကထွက်ခဲ့တာပေါ့ဗျာ။မကြောက်ဖားဥယျာဉ်ကြီးတွေကမထွက်ခင်မှာမင်းကြီးကဟဲ့ကြောက်ဖားလေးရှေ့တော်တိုးစန်းဆိုပြီးတော့သူ့လက်မှာဝဲထားတဲ့နန်းစင်ပဒမြလက်စွပ်ကိုချွတ်ယူပြီးမကြောက်ဖားရဲ့လက်မှာကိုယ်တိုင်ဝတ်ပေးလိုက်တယ်။ကြောက်ဖားလေးရဲ့မင်းကချစ်ခင်ရာကျိုးနတ်လိုက်လေကွယ်မင်းတို့သားဖာငါရဲ့အသက်တခင်တွေပါပဲကွယ် အဲ့လိုမိတ်လိုက်တဲ့ဗျာအဲ့ဒီအချိန်မှာပဲနန်းတော်ထဲမှာတားတော်ငယ်ဟာအံ့ဩစရာကောင်းလောင်ပျောက်သွားတဲ့ဘယင်မင်းမြတ်နဲ့ငကြောက်ဖောက်ကိုပိုက်ဆိုင်တိုက်ပြီးလိုက်ရှာကြရတယ်ဗျို့ဒီအချိန်မှာပဲကိုရော်လေးကိုရော်လေးအိမ်ရှိမင်းရဲ့တက်တွေခြီလာကြပြီတဲ့အင်းဟာအများကြီးပဲတဲ့အခုချက်ချင်းရှောင်ကြမှာဖြစ်မယ်ဗျာအဲ့လိုရှောက်တင်ကြရတယ်လက်လွတ်ပြီးတော့ပြေးကြရတော့တာလေဗျာနန်းရံထိပြူလူတဲ့ပွဲမှာတားတော်ငယ်ရှုံးနေခဲ့ပြီပေါ့ဗျာတော်တဲ့တောင်နဲ့ဝေပြီးလွတ်အောင်ပြေးုံပဲရှိတော့တာပေါ့ တော်တဲ့ကိုတားတော်ငယ်နဲ့သူ့ရဲ့ရဲမတကြိတ်တိုးဝင်လာတာနဲ့မမမမတ်ကြီးရက်ပြီးသူတို့ကိုကြိုဆောင်နေတဲ့ငကြောက်ဖားကိုတွေ့ရတာတယ်ဗျာတစ္ဆပေါငကြောက်ဖားအဲ့လိုတားတော်ငယ်ကအတန်ကျင်ကြီးနဲ့ကုန်းအောင်လိုက်ပြီးတော့ငကြောက်ဖားကိုကျိုးနဲ့တုတ်ခေါ်ခဲ့ဖို့အမိန်ပေးလိုက်တယ်ငကြောက်ဖားကတော့ဘာမှမပြောတော့ဘူးတယ်ဗျာအောင်မဒင်းရဲ့လက်မှာနန်းစဉ်ပတမများလက်စွပ်ကြီးနဲ့ပါလားလက်ဆက်တတ်တော့ငါခမဲတော်ကသူ့အတက်ကိုကယ်ခဲ့လို့ဒီလက်စွပ်မင်းကိုချီးမြှင့်လိုက်တာပေါ့လေ ပြောပြောဆိုဆိုနဲ့လက်စုပ်ကိုစောင့်ဆွဲလိုက်ပြီးတော့သားတော်ငယ်ကချေဥလိုက်တဲ့ရေဗျမင်းလိုကောင်ငါသားနဲ့မတက်ဘူးတစ္ဆာဆိုတာဖောက်ရင်ဘလို့တန်မျိုးခံရတယ်ဆိုတာမင်းသိစီရမယ်ဟဲ့ငကြောက်ဖားရဲ့အဲ့လိုပြောပြီးရုံးမဘွားကြောက်ကူထဲမှာငကြောက်ဖားကိုမလုံနိုင်အောင်ကြိုးနဲ့တုပ်ပြီးကြောက်ကူကြီးကိုကြောက်တုံးနေနဲ့အသေးပိတ်ပြက်လိုက်ကြတယ်အဲ့ဒီကူကြီးရဲ့မှာတစိမ့်စိမ့်ခံစားပြီးတော့မင်းတေးရေးပြီးတော့မင်းဆိုခဲ့တဲ့တစ္ဆာကမင်းအတွက်တော့ကျင်းစာဖြစ်ပြီပေါ့ငကြောက်ဖားရဲ့အဲ့လိုပြောပြီးရုံးမတော်တဲ့ကိုဝင်သွားတယ် ဒါပေမဲ့ဗရင်တက်ကရဲမတ်တွေဟာနောက်ကထက်ချက်မကွာလိုက်သွားပြီးအားလုံးတုတ်တင်ပြစ်လိုက်တဲ့ရဲ့ဗျ။ငကြောက်ဖားကတော့အဲ့ဒီကူကြီးထဲမှာတေးသွားပြီးသူ့ဆိုခဲ့တဲ့တစ္ဆာဆူပြီးဘလူးကြီးဖြစ်သွားတဲ့ရဲ့ဗျ။ဒါဟာကျုပ်ငင်ရဲ့တိတ်ကြိုက်ခဲ့တဲ့ငကြောက်ဖားလို့ခေါ်တဲ့ကိုရန်တော်တက်မှုကြီးရဲ့သားမောင်မွန်ရဲ့ဇလန်တပုတ်ပေါ့ဗျ။ခမ ्या ကိုကျုပ်ဒီအကြောင်းနဲ့ပြောပြနေရတာအကြောင်းရှိလို့ဗျ။ပြီးခဲ့တဲ့နှစ်ရက်ကရိုးမအခြေကရွာလေးမှာနွားတကောင်ဘလူးကြီးကဝင်ဆွဲသွားလို့တယ်ဗျ။ရွာသားတွေကညဘက်ဆိုပေမဲ့တိတိကျကျအောင်မြင်လိုက်ရတာလေဗျို့။ အားလုံးကတော့အဲ့ဒါငကြောက်ဖားကြီးလို့ပြောကြတာဗျ။နွားကိုလယ်ပင်လိမ်ချိုးပြီးတော့ဂျိုင်းညမှာညံ့ဥသွားတာလေဗျာ။ခမားစဉ်းစားကြည့်လေ။နွားတကောင်ဂျိုင်းညမှာညံ့ဥသွားတဲ့အရွယ်စားကဘလောက်ကြီးမလဲဆိုတာလေဗျာ။အဲ့ဒီတော့ကြောက်တုတ်ရွာတွေမှာငကြောက်ဖားပုံမြင်နေရချက်ချင်းကိုအသက်ဝင်လာတော့တာဗောဗျာ။အိမ်တိုင်းမှာပြောနေတာဒီအကြောင်းကြီးပဲဗျို။ညရောက်ရင်ကလေးတွေနဲ့မကပဲနဲ့လူကြီးတွေပါအိမ်အပြင်ကိုမထွက်ရကြတော့ဘူးဗျ။ကြောက်ကထမင်းစားတောက်ပြီးတော့ဆက်လိုက်ဖွာတယ်။ခဏနေတော့နိုင်မော့ကြည့်တယ်။ညဆယ်နိုင်အောင်ရှိပြီဗျ။ အဘနဲ့အမေကတော့ငကြောက်ဖားအကြောင်းပြောလို့ဗျအဘကလည်းငကြောက်ဖားကူကိုသူ့ရောက်ဘူးတဲ့အကြောင်းကိုပြောတဲ့ဗျအမေကလည်းသူ့ကြောက်ဘူးတဲ့ငကြောက်ဖားအကြောင်းနဲ့ပြောတာပေါ့ဗျာဘလူးကြီးရဲ့ဘလူးကြီးနွားကြီးကိုဆွဲသွားပြီမြောက်ပိုင်းရအောင်လိုက်တဲ့အတန်ဗျဟာတန်မုံးနေတီးကြတန်ချောင်းနေခောက်ကြနဲ့ကျုပ်တို့တရားလုံးဆူညံသွားလိုက်တာဗျာဟဲ့ကလေးတွေဘယ်ထွက်တာတော့အိမ်ထဲကိုပြန်ဝင်နေစမ်းမအေတွေကကလေးတွေကိုစောင့်ဆွဲတွန်းထိုးလို့တော့ကလေးတွေကအုံငိုတဲ့သူကငိုပေါ့ဗျာ ချက်ချင်းပါဗျာတရွာလုံးညံသွားတာဗျို့ကြုံမြောင်ပိုင်းကိုထွက်လာခဲ့တယ်ဟဲ့တာတီမြင်မြန်ပြန်ခဲ့အဲ့လိုအမေကလမ်းအွန်လိုက်သေးတာဗျကြုတ်လို့ပဲရွာထဲကယောက်ျားတွေကတုတ်တွေတားတွေဆွဲပြီးမြောင်ပိုင်းကိုပြေးကြတာဗျဟေးဘသူရဲ့နွားတော်ဘသူနွားတော်မြောင်ပိုင်းကဘိုးညီမောင်ရဲ့နွားကြီးရဲ့ကွာဟာနွားကြီးကအကြီးကြီးပါလားကြုတ်တော့ကဘိုးညီမောင်ရဲ့ဝိုင်းထဲကိုရောက်တော့နွားတင်းကုတ်တွေမှာတွေးကွက်ကြည့်တယ်ဗျာနွားဖြူကြီးကိုလဲဘင်းလိန်ချိုးပြီးတော့ဂျိုင်းညမှာညှက်သွားတာလေဗျာ ခြံစည်းကိုစောင့်တုံးပြီးတော့ဝင်လာတာဗျ။မာတင်ကနောက်ကခြံစည်းကိုကြီးမွားနေတာဗျ။ဟာဒီမှာချေရကြီးတွေဟေးနဲတာကြီးတွေမဟုတ်ဘူးကွာ။ကိုသားမောင်ကြီးကအော်နေတာဗျို့။ကျုပ်လည်းကိုသားမောင်ဓမီထိုးပြတဲ့နေရာကိုကြည့်လိုက်တယ်။ဟာဟုတ်ပါရဲ့ဗျ။လူချေရအကြီးကြီးတွေဗျ။ကျုပ်တို့လူချေရ၅ဆလောက်ကြီးရဲ့ဗျ။ဒါငါကြောက်ဖားကြီးပဲဖြစ်မှာဟေ့။တယောက်တပေါ့ဗျာကြွက်စီကြွက်စီနဲ့ဖြစ်နေတာဗျို့။ဘာကြီးသားမောင်ဘာကြီးသားမောင် ဟေးဘာတော့ငပြူရဲ့ကျုံနဲ့ညက်စီနေရနန်းထောင်စောင့်နေတာဗျဘလူကြီးကထန်းတော့ဘက်ကိုပြေးသွားတာမြင်လိုက်လို့ကျုံတို့နဲ့နီးတော့မနီးဘူးဗျာနွားပြူကြီးကိုဂျိုင်းညမှာညက်ပြီးပြေးတာဗျအရဲ့ကြီးကထမ်းမင်တော့လောက်ရှိမယ်တင်နေဟေးဟုတ်လားညက်စီဟုတ်တယ်ဗျငပြူပြလို့ကျုံမြင်တာလူတွေစုပြီးတော့ရွာစည်းရိုးတွေကိုလိုက်စစ်ကြတယ်ဟုတ်တာပေါ့ဗျာရွာစည်းရိုးတွေကြီးမွားနေတာဗျဒီကောင်ကြီးရွာစည်းရိုးတွေကိုတိုးဝင်ပြီးတော့အဲ့ဒီအပေါက်ကပဲပြန်ထွက်သွားပုံပဲဗျာ တညလုံးလည်းဘသူမှမအိပ်ရကြတော့ဘူးပေါ့ဗျာတအိမ်တအိမ်မှာလူတွေစုပြီးတက်မီးနဲ့ဟိုထိုးဒီထိုးပေါ့ဗျာရွာတွေကခွေးတွေကတော့လွတ်အားကိုးရတာဗျို့အမီးတွေကုတ်ပြီးအသားတွေတောင်တဆက်ဆက်တုံနေသေးတယ်ဗျို့တချို့ခွေးတွေဆိုရင်ကြောက်တုံလုံးတဆက်ဆက်တုံပြီးတော့တေးရီတောင်ထွက်ကြနေတာဗျာနွားကြီးပါသွားတဲ့ဘိုးညီမရဲ့မိန်းမကြီးတော်ဝိုင်းကြီးကတော့တချုံချုံနဲ့ငိုလို့တယ်ဗျာကျောက်တော့ငငယ်ရကြားခဲ့ရတဲ့ငကြောက်ဖားပုံမြင်နေရတကယ်ဆိုတော့ယုံရတော့မလို့ဖြစ်ပြီပေါ့ဗျာကျောက်ကတော့ငကားစေးပေါ့လေးလေးကိုဖွာပြီးတော့ဘာလို့ရမလဲဆိုတာတွေးရတော့တာပေါ့ဗျာ ဒီလိုသာရွာရဲထဲဝင်ဆွဲနေရင်တခါမဟုတ်တခါတော့လူနဲ့ပတ်ပင်းထိုးမှာပေါ့ဗျာအဲ့ဒီခါကျရင်လူကိုဆွဲသွားမလားလို့ကြုတ်တွေးပြီးပူရောပြုတ်ပြီးတော့ကြုတ်လေကြောက်လာတာပေါ့ဗျာနောက်နေ့မိုးလင်းကလေးကကြုတ်ရဲကြောက်ခဲရဲတန်မဏိရဲ့လှုပ်ရှားရှိတာတွေပြင်ဆင်လောက်ကရရတော့တာပေါ့ဗျာတော်တော့ကိုလည်းအစင်သိခေါ်ထားရတယ်ညမိုးချုပ်သွားတော့ကြုတ်မှာစိတ်တွေတောင်လှုပ်ရှားနေတာပြုတ်တတရဲ့နေတင်းညိုင်းနေသွားလို့ဖြစ်ပါမလားကြုတ်ကိုကြည့်ပြီးတော်တော့ကပြောတယ်ဒီတော့မှကြုတ်လေနင်းနေလန့်သွားရောပြုတ် တုတ်တယောက်တည်းသွားမယ်လောက်ရတော့တာပေါ့ဗျာမသွားလို့ကဘလို့မှမဖြစ်တော့တာဗျဂိုကြီးတာတိကျုပ်တို့ကတော့လိုက်ပါဗျဟဲ့ငါလည်းနောက်မတွတ်မှာဘူးဟဲ့တာတိရဲ့ကဲဒါဆိုလေသွားစို့ကွာကြောက်ခဲရကျုပ်တို့တင်းညိုင်းနဲ့ရောက်တော့မှပူရောင်ကြောက်လာတယ်လို့ပဲဗျကျုပ်ဂူကြီးပေါ်မှာခါတိုင်းလိုပဲမဖဲဝါအတွက်ထမင်းမွက်ပြင်းနေဒေါ်တုတ်ကလည်းအစင်သေးဖြစ်နေပြီကျုပ်မဖဲဝါကိုပင့်ရပြီပေါ့ဗျာဟာမဖဲဝါလာပြီဗျချက်ချင်းကိုရောက်လာပါလား ဟာဖြူဖြူကြီးကရှေ့ကိုရွေ့လာတာဗျဝင်းမီတော်တော့စီကိုပြေးဝင်သွားပြီဗျတော်တော့ကကူကြီးပေါ်ကိုခုန်တက်သွားတယ်ထမင်းစားပြီဗျို့အားရပါးရကိုစားတာဗျဟောကျုပ်ကိုလှမ်းကြည့်ပြီကျုပ်ပြောဖို့ဟန်ပြင်လိုက်တယ်ဒါတေးနာနင်းကိုတွေးကြည့်နေတာဟာကျုပ်မပြောခင်မဖဲဝါစားပြောတာဗျို့အဲ့ဒါဘလူးမဟုတ်ဘူးဖောက်ကောင် တမူးငကြောက်ပါတစ္ဆာဆိုပြီးဖောက်ကောင်ကြီးဖြစ်နေတာဟဲ့တောထဲမှာတားကောင်ရှားသွားလို့ရွာတွေဘက်ကိုရောက်လာပြီးနွားတွေဝင်ဆွဲတာဟာငကြောက်ပါဆိုတာတကယ်ရှိတာပေါ့ဟုတ်လားဗျာမဖဲဝါရှိတယ်တတေကူထဲမှာအပိတ်ခတ်ရပြီးတေးသွားတာအဲ့ဒီမှာတော်တော်ထူးထူးဆန်းဆန်းဖြစ်သွားတာတေးပြီးမှငကြောက်ဖားရဲ့ဝိညာဉ်ကသူ့ကိုယ်တွေကိုပြန်ဝင်သွားတာဒါပေမဲ့တေးပြီးပြီဆိုတော့ဘဝပြောင်းသွားပြီပဲ तू ကဘာမှမသိတော့ဘူး တရေတပတ်ကြီးတကောင်ဖြစ်သွားရောဟေဂူကြီးကိုသူ့ဟာသူ ဝင်ပေါက်ထပ်ပေါက်ဖောက်ပြီးတော့ဂူထဲမှာပဲနေတယ်တောထဲမှာတားကောင်ရှာစားတယ်မကြောက်ပါတေးရနှစ်ခါရှိပြီတေးပြီးတိုင်းသူ့ကိုယ်ထဲကိုပြန်ပြန်ဝင်သွားပြီးဘဝအစ်ပြန်ဖြစ်ဖြစ်နေတာအဲ့ဒါတင်စာမိနေတာဟဲ့တာတေးရဲ့အကောင်ကြီးကလည်းအကြီးကြီးဖြစ်ဖြစ်လာတယ်အခုတခါတေးဖို့အချိန်ရောက်ပြန်ပြီဒီတခါတော့ကိုယ်ထဲကိုပြန်မဝင်အောင်သူ့ကိုယ်ကြီးကိုဖျက်ဆီးပြရမယ်ပြီးရင်သူ့ကိုကြွအောင်လုပ်အောင်လုပ်ပေးရမယ် အဲ့ဒါကိုနေလို့ပေးပြီးတော့တာတည်းမဖဲဝါတုတ်လို့ရမှာတွေကိုညွန်ကြားတယ်ဗျသူကမဖဲဝါညွန်ကြားတဲ့အတိုင်းလိုတဲ့ပစ္စည်းတွေအကုန်ယူပြီးငကြောက်ပားကူရှိတဲ့ရုံးမတော်ကြီးထဲဝင်ခဲ့တယ်ညမောချုပ်တော့ကောင်းငင်မှာလာကွေးကွေးလေးတာနေတယ်အလင်းရောင်ဖျော့ဖျော့လေးကတောထဲကိုမိန်မိန်လေးထိုးကြနေတာဗျဟာကူရီးယားအော်တန်ကြီးပြို့ကျုပ်ပြင်ကြောထဲမှာဖြန်းကနေဖြန်းကနေဖြစ်သွားတာတော်ကြီးကန်ကြီးတွေကလည်းလန့်ပြန်ကုန်ကြပြီဗျို့ဟာ မဖဲဝါရဲ့ခွေးကြီးအတန်ပြမဖဲဝါကျုံနောက်ကနေပါလာတယ်ဗျအေကန်ကတော့အချိန်ကြပြီချင်းနေဝါးပင်နဲ့ကျိုးတဲ့အတန်တွေကြားနေရတယ်ဗျဟာဝါးပင်နဲ့လှုပ်သွားတဲ့နေရာကနေဘွားကနေပေါ်လာတာဗျို့အောင်မလီနင်းနေနော်အကောင်ကြီးမှမဟုတ်တာသူထွက်လာတဲ့ဂူပေါဝါမှာမမကြီးရက်ပြီးအကဲခတ်နေတာဗျမဖဲဝါရဲ့ခွေးကြီးအတန်ကြောက်ကိုကြော်ပြီးတော့ငကြောက်ဖားကြီးဘက်ကိုသွားနေတာဗျဟာတွေ့ပြီဗျို့တွေ့ပြီမဖဲဝါရဲ့ခွေးကြီးဗျ ငကြောက်ဖားကြီးစီကိုတန်းတန်းမမတ်သွားနေတာဗျို့နွားပါလို့ရှိရဲ့ခွေးနဲ့ကြီးလေဗျာငကြောက်ဖားကခွေးနဲ့ကြီးကိုတိတိကျကျကြည့်နေတယ်ခွေးနဲ့ကြီးကလည်းသူ့ကိုကြည့်နေတယ်ဗျဟောငကြောက်ဖားကခွေးနဲ့ကြီးကိုစိတ်ညွတ်လို့ညှို့နေတဲ့ပုံပဲဗျသွားပြီသွားပြီခွေးနဲ့ကြီးကငကြောက်ဖားကြီးစီကိုတလန်းညင်ကတ်သွားနေပြီဗျဟောငကြောက်ဖားကြီးကခါးကြီးကုန်းပြီးတော့ခွေးနဲ့ကြီးကိုလှမ်းဆွဲတယ်ခွေးနဲ့ကြီးကနောက်ကျုံးပြစ်ပြီးတော့ခုံထွက်လိုက်တယ်ဟာ ငကြောက်ဖအရှိန်လုံပြီးတော့တောင်ပေါ်ကကျလာပြီဗျို။အိုးအရှိန်နဲ့ကိုလိမ့်ကျလာတာဗျို။ဟာကြောက်တောင်းကြီးနဲ့ကောင်းကြီးနဲ့ဝင်ဆောင်ပြီးတော့ငြိမ်ကျသွားပြီဗျို။ကြောက်ဖတတရချင်းတေးပြန်ပြီပေါ့ဗျာ။တတေလောက်တော့မဘဲဝါရဲ့အော်တန်ကြီးဗျို။ကျုံနောက်ခက်လန်းလန်းထွက်လာတဲ့အတန်းဗျ။သူကြောက်ကိုဘာလို့ရမယ်ဆိုတော့ညွှန်ကြားပြီးသားဗျ။ကျောင်းငကြောက်ဖားရဲ့အလောင်းကြီးစီကိုပြေးပြီးတော့ကျုပ်လွယ်လာတဲ့အိတ်ထဲကရေနံစီပလင်းကိုထုတ်အဖုံးဖွင့်ပြီးတော့ဖောက်ကောင်ကြီးရဲ့တကွန်လုံးကိုလိုက်ဖျားလိုက်တယ် ပြီးတော့ရမ်းမိချစ်လေးကိုသုံးလေးဆံပူပြီးတော့မီးချစ်တယ်။လေးကွယ်ပြီးမီးတောက်ကိုအရှင်ယူလိုက်တယ်။တုတ်ပြစ်လိုက်ပြီပြောကြောက်ဖားကြီးကလောင်းကြီးပေါ်ကိုမီးတောက်ကိုပြစ်တင်လိုက်ပြီ။ဝုံငနဲ့မြည်သွားပြီးတော့ရေနံစီကချက်ချင်းထားတောက်တယ်။လောင်းပြီပြောလောင်းပြီ။မီးကချက်ချင်းကိုအရှင်ရလာပြီးတော့ငကြောက်ဖားရဲ့အလောင်းကြီးကိုလောင်းရောပြု။ဟာအခန္ဓာကိုယ်ကြီးကထွက်သွားတဲ့ငကြောက်ဖားရဲ့ဝိညာဉ်ပြ။ဖြူဖြူပုံစံကြီးပြ။တော်ရီတွေကနေဖြတ်သွားပြီးတော့ပြန်အောင်လာတာပေါ့ဗျာ။ မီဟွန်တောက်နေတဲ့ဒုက္ခနာကိုကြီးကိုတွေ့တော့တုံ့ဝင်နေရက်သွားတယ်။ကျုပ်ကမဖဲဝါညွန်ကြားရတဲ့အတိုင်းတစ်ပင်မှာချိန်ထားတဲ့ကျုပ်ရဲ့လွယ်အိတ်ထဲကဖယားဆင်းနုတော်ကိုပြင်ယူလိုက်တယ်။ပြီးတော့ကျုပ်ရင်ဘက်မှာဆင်းနုတော်ကိုကတ်ပြီးတော့ပိုက်ထားတယ်။မကြောက်ဖားရဲ့ဝိညာဉ်စီကိုကျုပ်တလန်းချင်းတိုးသွားတယ်။ဟာဒူးထောက်လိုက်ပြီပြို့။ကျင်းစာရီပြီးဆုံးချိန်ရောက်ပြီထင်ပါရဲ့ဗျာ။ဝိညာဉ်ဖြူဖြူကြီးကဖယားဆင်းနုတော်ကိုစိုက်ကြည့်နေတာဗျ။ဟောရှစ်ခိုးပြီ။ရှစ်ခိုးပြီဗျ။ဖယားဆင်းနုတော်ဥသုံးညင်ချပြီးတော့ရှစ်ခိုးတယ်ဗျို့။ ဟာကြောက်သွားပြီဗျာငကြောက်ဖားရဲ့ဝိညာဉ်ဖြူကြီးပြုံးငနေကြောက်သွားတာဗျို့ကြောက်တော့အံ့အားတဲ့မိကြည်နေမိတာဟာမဖဲဝါရဲ့ခွေးကြီးကပြန်သွားပြီဗျမဖဲဝါလည်းပြန်ပြီထင်တယ်ငကြောက်ဖားရဲ့အလောင်းကြီးကတော့တဖြည်းဖြည်းပြာကျသွားပြီဗျို့ကြောက်လေလွယ်အေးကိုဆက်လွယ်တိုင်းပြီးတော့ဖျားဆင်းနှုတော်တဖက်ကပွေတဖက်က9000ထိုးတမီကိုထိုးရင်းနဲ့ရုံးမဘွားနဲ့ပြန်ဆင်းလာခဲ့တယ်လူတွေကဘလူးကြီးလိုထင်နေကြတဲ့ဖောက်ကောင်ကြီးငကြောက်ဖားရဲ့ရံကကင်းဝဲကြပြီပေါ့ဗျာငကြောက်ဖားလည်းကျွတ်လို့သွားပြီဆိုတော့ ျုပ်ရင်ထဲမှာဝမ်းသာမိတယ်။အရိညာကကျောက်အိမ်ပြန်ရောက်တော့လင်းကျက်တောင်တုံပေါ့။ဟုတ်ကဲ့ပါအခုလို့အဆုံးထိအားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်များအားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။နောက်ထပ်ဇာတ်လမ်းကောင်းများကိုလည်းဆက်လက်နားဆင်နိုင်ဖို့အတွက်ကျွန်တော်တို့ရဲ့မြင့်တက်နေ channel လေးကို subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ။